ဆရာခုဗီဒီယိုလေးကတော့တနင်္ဂနွေနေ့နံပွားဆရာမိတ်ဆွေများအတွက်2025ခု6လပိုင်းအတွက်ပုံတော်တော့နက်ခတ်ပေတင်တလားစာဟောစရံလေးပဲဖြစ်ပါတယ်2025ခုဇွန်လ6လပိုင်းအတွက်ကောစာနက်ခတ်ဂျိုယာတီခွင်အရာတနင်္ဂနွေနေ့နံပွားသာသမီများခင်ဗျအခု6လပိုင်းအတွက်အဓိကဂယူးဆိုက်ရမှာကခရီးတော်ခရီးရှည်ညအိတ်ညနေခရီးထွက်ခြင်းလုံးဝမတင်တော့ပါဘူး အထူးသဖြင့်တောင်ရက်ခီလုံးဝရှောင်ပေးရပါမယ်။စီးပွားကန်စားတာအပိုင်းမှာတရက်နေ့ကနေ14ရက်နေ့အတွင်းကန်စားတာတိုးတက်မှုအားကောင်းမှုရှိတယ်။ထီကန်ပေါက်မဲစူကြီးမဲနိုင်ခြင်းကန်စားမဲပေါက်ခြင်းစတဲ့ကန်အကျိုးပေးအားကောင်းတယ်။အိုးအိမ်မြေယာချမ်းအဝင်ထွက် ဖြစ်မယ်။အယောင်းဝယ်ဖြစ်မယ်။အမြဲအစွန်းတို့ဖြစ်စေဖို့ကန်ရှိပါတယ်။စံအားရကနေလာကုန်30ရက်နေအတော်အတွင်းမှာဒေတာချရေချမြေချခီးထွက်တာလုံးဝရှောင်တင်ပါလေ ဒီ15ရက်နောက်ပိုင်းကကန်ဆာတာအကြဘက်ကိုညှိုးနေတဲ့အတွက်ဥစ္စာပစ္စည်းဆုံးရှုံးတာရောင်းမဝယ်မဖြစ်တာလူယုံထားဖို့မတင်တဲ့အခါကာလဖြစ်ပါတယ်။ယာဟုဂျိုရဲ့ဖောက်လဲဖောက်ပြန်ဖြစ်နေတာမလို့စကားအပြောအဆိုဂရုစိုက်တင်ပါတယ်။ဂတိကဖို့မတီးတာစကားမတီးတာလေယောဂါဖြစ်တာတနည်းအားဖြင့်ယာတူးတူးမှာဆိုလို့ရှိရင် လေပြင်းမုန်တိုင်းတိုက်တာစတဲ့အခြေအနေမျိုးတွေမှာကိုယ်နဲ့တွားပြီးတော့တိုက်ဆိုင်နေတတ်ပါတယ်။ကျမ်းမာရေးကန်ဆာတာမှာ လေယောဂါဝမ်းမိုက်နဲ့ဆိုင်တဲ့ယောဂါအစာမကြေခြင်းစတဲ့ယောဂါမျိုးတွေတနည်းနည်းနဲ့နိမ့်တဲ့သတိမျိုးအပေါ်မှာတက်ရောက်တတ်ပါတယ်။အဓိကသတိထားမယ့်ကာလကတရက်နေ့ကနေ14ရက်နေ့အတွင်းဖြစ်ပါတယ်။ကျမ်းမာရေးကန်စတာမှာက15ရက်နောက်ပိုင်းအညံ့မရှိဘူးလို့ကောစာဂျိုနက်ခတ်အပြောင်းလဲတွေကဖော်ပြနေပါတယ်။လူမှုရေးကန်စတာအနေနဲ့တတ်သိကန်လက်မှတ်ထိုးတာငွေကြီးအာမခန္ဓာ လူမှုရေးအရအကူအညီပေးတာမျိုးတွေကိုတရက်နေ့ကနေ၁၄ရက်နေ့အထိလုံးဝရှောင်ရှားတင်ပါတယ်။ကိုယ်စေတနာကပဲကိုယ်မှာဝေဒနာစိတ်မကောင်းခြင်းတွေဖြစ်ရတတ်ပါတယ်။လူမှုကန်ဆာတာက၁၄ရက်နောက်ပိုင်းပြန်လည်တင်းမြတ်အဆင်ပြေတဲ့အချိန်ခါကာလပြန်ဖြစ်သွားတဲ့အတွက်လူမှုရေးအရအကူအညီအလောက်ကင်တွေအောင်မြင်ရတဲ့အခါကာလဖြစ်သွားပါတယ်။အခြေရကန်ဆာတာအိမ်တော်ရကန်ဆာတာမှာကန်ဆာတာတက်တဲ့အခါကာလဖြစ်ပါတယ်။ကံပေါ်တက်တဲ့အခါကာလဖြစ်လို့အိမ်တော်တွေများတာသမီထုံကားခြင်း ပြုတ်ရွယ်သူများချီရဲဆိုရမှအဆင်ပြေခြင်းအောင်မြင်ခြင်းစတဲ့ကံအထောက်ပံ့တွေရရှိပါတယ်ကိုယ့်ရဲ့ချစ်သူရီးစားကစနေတောင်းအရက်တနည်းအားဖြင့်အနောက်တောင်အရက်ကပေါ်ခဲ့လျင်ဥစ္စာ ချမ်းသာတော်သူသဘောထားပြည့်ဝတော်သူစာနာနားလည်မှုအပြည့်အဝရှိတော်သူ ဖြစ်ပြီးတော့တောင်ဆုစုအရက်ကဆိုရင်တော့လုံးဝရှောင်ကျင်ဖို့အကြံပေးလိုပါတယ်တနင်္ဂနွေနေ့နဲ့ကိုဝင်ဆောင်အမျိုးသမီးများအတွက်ဒီလာတဲ့ မိဖွားမယ်ဆိုရင်တောင်ရက်မှာရှိတဲ့ဆေးရုံဆေးပေးကမ်းမျိုးရှောင်ရှားတင်ပါတယ်ဒီတနင်္ဂနွေနေ့နံသားသမီးတွေရဲ့ဘုံမိအရက်ဖြစ်လို့ဆရာကြံပေးတာဖြစ်ပါတယ်ဘုံမိဆိုတာမတန်သောအရာထားရန်နေရလုံညွန့်ဆိုတဲ့အတွက်ဘုံမိအရက်ကိုဆရာတို့ရှောင်ကြားကြဖို့အကြံပေးတာဖြစ်ပါတယ်ပညာရေးကံစားတာမှာတလာလုံးအညံဘက်ကိုဥတည်နေပါတယ်ပညာဉာဏ်ကိုမီးပြီးတော့လောက်ကင်သူများယာဒုဌာနန္တရအတွက်စံမဝဲ ဖြေဆိုမဲ့သူများအတွက်ဒီလရဲ့ကန်စာတာအားကအပြော့မင်းမိနေတဲ့အတွက်စိတ်မရှိခြင်းစိတ်ရှုပ်ထွေးမကြည်မလင်ဖြစ်ခြင်းမအောင်မြင်ရခြင်းတွေဖြစ်တတ်ပါတယ်ဒီအတွက်ကိုအဆောင်ရတရားအနေနဲ့အပြည့်သုံးမဟုတ်တိညွတ်ချောင်းညွတ်သုံးမဟုတ်ခြောက်ရွက်ကိုဆောင်ယူစူးစမ်းမှပင်ပင်ပန်းပန်းစူးစမ်းမှုရဲ့အသေးအပွင့်တွေကိုအပြည့်အဝဆွေယူနိုင်မှာဖြစ်ပါတယ်တပားသူကလည်းတကြပါသောအဖြူဖြော်ရည် တမျိုးမျိုးတိုက်တာဒါမှမဟုတ်လို့ရှင်လူတာစသဖြင့်ပြုလုပ်ပါ6လပိုင်းအတွက်ကံအကျိုးပေးအားကောင်းတဲ့ကဏ္ဍတင်ချအနေနဲ့1 6ခွန်3ရစတဲ့ကဏ္ဍတွေကို စာရွက်အဖြူတွေရပေါ်မှာ shopping လေးနဲ့ရေးပြီးတော့ကိုယ့်ရဲ့ငွေဝင်အိတ်ပတ်စံအိတ်စသဖြင့်ကိုယ့်ရဲ့ငွေကြေးထားရနေရမှာငွေနဲ့အတူ အဆောင်ရတရားအဖြစ်ထားကြည့်ပါထုံငွေမြမြဲခြင်းအကျိုးတစုံတရာမရှိဘဲကုန်ခန်းခြင်းတွေမှာကာကွယ်နိုင်ပါလိမ့်မယ် လက်လာပါကံပွင့်နာတွေလည်းကြုံရပါလိမ့်မယ်ပြီးတော့ဒီကဏ္ဍတွေကိုငွေကြေးကိစ္စစာရုပ်စာတမ်းကိစ္စအယောင်းဝယ်အမြတ်အစွန်များလို့တဲ့ကိစ္စတွေမှာအချိန်ကာလအနေနဲ့တော့လောကရက်စွဲအနေနဲ့တော့လောကတိုက်ဆိုင်ပြီးတော့တည်တည်ချာချာအသုံးချကြည့်စေခြင်းပါတယ်မိမိရဲ့ကုသိုလ်ကံအကျိုးပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများကံအကျိုးပြည့်အားကောင်းတာကိုယ်တိုင်ကြုံရပါလိမ့်မယ်ထို့စာရအပိုင်းစာလေးကို6လပိုင်းပုံတဲ့အခါအဆောင်ရတရားပစ္စည်းဖြစ်တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းနေရာမှာရေရှင်မှာစွန့်ရမှာဖြစ်ပါတယ် တင်းငွေတွေနေနံသာသမီများအတွက်6လပိုင်းအထူးရတရအနေနဲ့မိမိရဲ့နေနံဖရာနော်ဒါမှမဟုတ်လို့ရှိရင်အရှိမြောက်တောင်အရဲ့ဖရာမှာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့အိမ်ဖရာမှာမုံလုံးရေပေါ်6လုံးကတ်လူပူဇော်ပေးပါအချိန်ကာလအနေနဲ့မနက်6နာရီကနေမနက်10နာရီခွဲအတွင်းလူပေးရမှာဖြစ်ပါတယ်အထူးသဖြင့်တရက်နှစ်၈ရက်နှစ်15ရက်နှစ်22ရက်နေ့နဲ့29ရက်နေ့တနင်္ဂနွေနေ့တွေမှာအထူး ကတ်လူပူဇော်ပေးရမှာဖြစ်ပါတယ်။မင်းမျိုးပန်း၁၉ပွင့်တို့မဟုတ်တက်စိတ်လူရန်နိုင်ပါတယ်။တောက်တော်ရီ၆ခွက်ပူပေးရမှာမယ်။ဖျောင်းတိုင်၆တိုင်အမွေးတိုင်၆တိုင်မိထုံးပူဇော်ပေးရပါမယ်။နက်ခတ်ရတရားတွေမို့လို့ဓာတ်မရှုပ်ထွေးအောင်လို့တေချာစီစဉ်ပေးထားတဲ့အတွက်ဒီဟာမင်းအားလို့ဟိုဟာမင်းအားလို့ပေါ့နော်။ဒီဟာလူလို့ရလားဟိုဟာလူလို့ရလားမမေးပါနဲ့နော်။ကြိုတင်စီစဉ်ထားလို့ရှင်တော့ဒီရတရားတွေကပေါ့နော်ဖြစ်မြောက်အောင်မြင်အောင်လုပ်လို့ရပါတယ်